ာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today Unicast Season ရဲ့2025ခုဒီဇင်ဘာလ12ရက်နေ့အတွက်ဆောင်းရွှေဆောင်းရံဆောင်းရမယ့်နောက်ခတ်အခြေအការတွေကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေဦးပြင်းနဲ့မအင်ထရီမွန်တို့မှာတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်2025ခုဒီဇင်ဘာလ12ရက်တောက်ကြံနေတောက်ကြသားသမီးများအတွက်ပုံပုံပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နောက်ခတ်9ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရပ်များဆောင်းရွှေနိုင်ရန်နောက်ခတ်အခြေအការကောင်းများကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင် ည10နာရီ41မိနစ်မှည17နာရီ1မိနစ်အတွင်းမှာတော့ဟုံးကန်ကြီးမြေမဲ့ဒဏ္ဍခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနန်းတနာရီ32မိနစ်မှနနန်းတနာရီ51မိနစ်အတွင်းမှာတော့စန်းထအောင်မြင်ပြီးမြစ်တရေကန်ကောင်းမွန်စီမဲ့ဆုံနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်12နာရီ43မိနစ်မှနေ့လယ်တနာရီ3မိနစ်အတွင်းမှာတော့ဘာပဲလှုပ်လှုပ်ထုတ်ထဲရောက်ရှိအောင်မြင်စီမဲ့အတိပြိနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်12:33မိနစ်မှနေ့လယ်12:53မိနစ်အတွင်းမှာတော့ရာရူဩဇာအာဏာကြီးမြင့်စေမဲ့ထိဖြူနက်ခတ်ကိန်းကြားရောက်တဲ့ချိန်ပဲဖြစ်ပါရယ်ရှင်။ညနေ6:32မိနစ်မှညနေ6:52မိနစ်အတွင်းမှာတော့အင်ချမ်မြေရောက်ဝဲကိစ္စရက်တွေအကျိုးပြုစေမဲ့ဆင်ဖြူနက်ခတ်ကိန်းကြားရောက်တဲ့ချိန်ပဲဖြစ်ပါရယ်ရှင်။ညနေ9:34မိနစ်မှညနေ9:54မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရန်နာထိကစားမှုကံကောင်းမှုစေမဲ့ရန်နာနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရယ်ရှင်။ ည9:45မိနစ်မှည9:05မိနစ်အတွင်းမှာတော့တာသမီရတနာထွန်းကရရှိစေမဲ့တန်တင်နက်ခတ်ဂိမ်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆလရွေဒုတိယခန်းကဏ္ဍနေဖြင့်တောက်ချတာသူများဘောပမှုပြီးတရားမှုရှိနိုင်တဲ့စိုးချိုးနှခက်နဲ့ပတ်သက်တဲ့နှခက်ချင်းကားတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ နနန်း2နာရီ73မိနစ်မှနနန်း2နာရီ33မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့အမေရိကန်နှက်ခက်ဂိမ်းချောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနန်း9နာရီ9မိနစ်မှနနန်း9နာရီ28မိနစ်အတွင်းမှာတော့အမူခင်းပြဿနာစိတ်ပူပန်သောကတွေကိုဖြစ်စေနိုင်တဲ့သောကနှက်ခက်ဂိမ်းချောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်၄နာရီ၃၈မိနစ်မှနနက်၄၅၈မိနစ်အတွင်းမှာတော့ဆုံရှုံပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်၁၂နာရီ၂၂မိနစ်မှနေ လည်း12နာရီလင်း12မိနစ်အတွင်းမှာတော့မိတ်ဆွေသင်္ဃာတွေစိုးရိမ်ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့မိတ်တူးနှက်ခတ်ခင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည12နာရီ22မိနစ်မှာည12နာရီလင်း12မိနစ်အတွင်းမှာတော့အလုံစည်းပွားထိခိုက်စိုးရိမ်ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားနှက်ခတ်ခင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုပြပေးခဲ့တဲ့နှက်ခတ်ချိန်ကာလဆိုရင်တော့တောက်ကြတောက်မြောက်ပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ကာလပဲဖြစ်ပါရဲ့ရှင်။ဒီနှက်ခတ်ချိန်ကာလကိုသမီးရဲ့ဆရာဆရာဦးဆရာကိုမှကိုရိုင်းသေးစိတ်တွေ့ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးရဲ့နှက်ခတ်စီစဉ်ကိုချွတ် ါပေးခဲ့ကြတဲ့မြတ်ပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။